ါတော့ကလောင်ချိုင်ကလေးတစ်ခုထဲမှာချိုကလေးတစ်ကောင်ရှိတဲ့ချိုကလေးကချစ်စရာကလေးတဲ့ကြောကုန်းက ညိုညိုရင်ပုံကခွေးခွေးလေးပင်ကကြောက်ကြောက်နဲ့ဆိုတော့ချစ်စရာကလေးပေါ့တကူကူကူနဲ့ကူလိုက်ပြန်တော့လေတနာစရာကလေးတဲ့သူဘာအကြောင်းတွေကူတလဲနေအောင်ကြီးအကြောင်းကူသားတဲ့ကောင်းကင်ပြအကြောင်းကူသားတဲ့ထနောင်းမင်းအကြောင်းကူသားတဲ့ပန်းတော်ဖြူအကြောင်းကူသားတဲ့ဘိုးတောင်သူတဲ့ကလေးအကြောင်းကူသားတဲ့သူနေရတဲ့ဆောင်းချိုင်ကလေးကအင်မတန်ချင်းမြောင်းရတဲ့အထဲမှာနားစရာဝါရန်ကလေးကရှိနေလေတော့သူခမရမာတန်းမော်ကတန်းအောက်ကိုခုန်ဆင်းဖို့တောင်နေရာမရှိရှာဘူးတဲ့ တောင်ခတ်ဖို့တော့ငွေရောပေါ်နောက်ပြီးတီလောင်ချိုင်သေးကိုဘလို့များကန်ဆိုးလို့ရောက်နေရပါလိမ့်မလဲဆိုပြီးစိတ်မကောင်းရှာဘူးတဲ့ သူဟာလေတမနဲ့ချင်းလေကွင်းထဲမှာအစာရှာနေတော့အဖမ်းခံရပြီးအခုလိုငှက်မှုဆိုဆိုင်ကိုရောက်လာရတဲ့ဆိုင်ထဲမှာငှက်တွေအများကြီးရှိတဲ့အများအားဖြင့်တော့စာကလေးတွေပေါ့ဒါကြောင့်ချိုးနှောင်ဖို့နှောင်ကျိုင်ကြီးကြီးထားเสียနေရမရှိဘူးတဲ့ဒါကြောင့်ဒုက္ခများနှောင်ကျိုင်ငယ်ငယ်ကလေးထဲမှာကျဉ်ကျဉ်ကျက်ကျက်နေရတာပေါ့ချိုးကလေးဟာတစ်နေ့လုံးကုနေတာပဲတဲ့ အခြားလဲလုံးเสียရမရှိပဲကိုဒုက္ခများပြန်လဲမပြန်နိုင်ဟူခုံဒီခုံနဲ့ခုံပြီးအစာလဲမရှာနိုင်တောက်နေကြရေအိုင်ကလေးတွေကရေကြီးရေအေးကလေးကိုလဲတွားပြီးမတောက်နိုင်ရေတောက်ချင်ရင်တန်ဖြူခွက်ကလေးတစ်ခုတည်းကရေကိုတောက်ရတယ်အစာစားချင်ရင်တန်ဖြူခွက်ကလေးတစ်ခုတည်းကအစာကိုစားရတယ်ပြင်းเสียကြီးပေါ့ ချိုးကလေးဟာနေအောင်ကြီးကိုမြင်ရတယ်။ကောင်းကင်ပြာကိုမြင်ရတယ်။ဒါပေမဲ့တစ်ပင်ဆိုရင်တပင်မှမမြင်ရဘူးတဲ့။နှမှုဆိုဆိုင်ကရွာလေကောင်ဈေးပိုင်းမှာဖြစ်နေတာကိုဒီတော့သူနားနေကြထနောင်းပင်ကလေးကိုတတိယပြီးထနောင်းပင်ကလေးအကြောင်းကိုကူတာတဲ့သူအစာကောက်နေကြပန်းတော်ဖြူမျက်ခင်းကလေးကိုလွမ်းလို့ပန်းတော်ဖြူမျက်ခင်းကလေးအကြောင်းကိုကူတာတဲ့နောက်ပြီးတော့ တခက်ချောက်ကလေးတွေနဲ့သူဆောက်ခဲ့တဲ့အတိုက်ကလေးတွေအကြောင်းကိုလည်းကုရဲသူ့မယားမြို့ကလေးအကြောင်းကိုလည်းတဲ့အထူးသဖြင့်တော့ချိုမကလေးမကြအာခင်ကဥထားတဲ့ချိုဥကလေးချိုးနှလုံးအကြောင်းကိုကူရှာထားတဲ့ချိုကလေးဟာသူ့လေကွင်းကို သူပြန်ကျင်နေတာပေါ့နေထွက်လို့မိုးလင်းတိုင်းသူပြန်ရလိမ့်မယ်လို့ထင်မိတဲ့အာကွဲခါနီးနေပြီပေါ့ သို့တော့အခုတော့မကြက်ဘူးတဲ့တရုတ်ကူကူကူတကုတ်ကူကူကူတကုတ်ကူကူကူတုကူတန်ကိုလူတွေကအများအားဖြင့်သဘောကျကြတဲ့ထန်းလျက်တီကြီးတော်ဘူးမကတော့မနက်တိုင်းဈေးကအပြန်မှာနှမှုစိုးဆိုင်နားရက်ပြီးတုကူတန်ကိုနားထောင်တဲ့ခေါင်းရင်းအိမ်ကအဖိုးကြီးကတော့နားကြီးရယ်ဆိုပြီးချိန်ဆတဲ့ရွာဆောင်မကြီးဒေါ်သိန်းတို့ကတော့ချိုးကလေးကိုတီလောက်ကျင်းနဲ့လောင်ချိုင်းနဲ့ထားရမလားလို့အပြစ်ဆိုတဲ့เจ้าသားကလေးတွေဟာလဲเจ้าမှုချိန်မှာဆိုရင် တောင်ချိုင်ကလေးနားမှာဝိုင်းပြီးနားထောင်ကြကားတဲ့ချို့ကလေးကတော့သူတို့ကိုဂယုမဆိုင်နိုင်ဘူးရင်ကလေးကွဲသွားတော့မတက်တကူလဲကူးတာပဲတဲ့သူကူတန်ကလေးဟာအตายာဆုံးကူတန်ကလေးရဲ့အဲ့ဒါနဲ့တနေ့တော့ကမောင်နှမနှစ်ယောက်ငှက်မှုဆိုအင်းရှိကိုရောက်လာတဲ့သူတို့မောင်နှမဟာတန်တန်ကြံ့ကြံ့ပဲဒါပေမဲ့အဝိစားကတော့ခဏနှမဲတဲ့ယောက်ျားကလေးရဲ့တင်တိုင်းကတော့ဖြစ်ရင်လက်ကလေးတောင်စုပ်နေရှာတဲ့သူတို့နှစ်ယောက်ဟာ ချိုးကူတန်ကိုရက်ပြီးနားထောင်ရင်းမောင်ကလေးကပြောသားတဲ့မမရဲ့ချိုးကလေးကုနေလိုက်တာချစ်စရာမကောင်းဘူးလားလို့ပြောသားတဲ့နှောင်ချိုင်ကလေးကလည်းကျင်းလိုက်တာအတောင်တော့ဆန့်လို့ရမှာမဟုတ်ပါဘူး။ဒါနဲ့တောင်ပူရှာသေးတယ်။နော်လို့ဆက်ပြောတဲ့လူလိုဘာမှမလုပ်နိုင်တော့ကုလို့ပဲနေရတော့တာပဲထင်ပါရဲ့မောင်လေးရဲ့လို့သူ့အမကပြောတဲ့ ချိုးကလေးကလည်းကူတာပေါ့လေနေအောင်ကြီးအကြောင်းကူလိုက်ကောင်းကင်ပြအကြောင်းကူလိုက်ထနောင်းမင်အကြောင်းကူလိုက်ပန်းတော်ဖြူအကြောင်းကူလိုက်သူချစ်တဲ့ချုံမလေးအကြောင်းကူလိုက်အတိုက်သေးကဥကလေးနှလုံးအကြောင်းကူလိုက်နဲ့ကူနေလိုက်တာရင်ကွဲနာကြတော့မလောက်ပဲတဲ့ဒီတော့မောင်နှမနှစ်ယောက်လည်းဝမ်းနည်းပတ်လက်ဖြစ်ကြတာပေါ့ချိုးကလေးကူတန်ရဲ့အိဗယ်ကိုသူတို့နားလေကြတာကို သူတို့မောင်နှမလည်းမကြခဏစိတ်ဆင်းရဲဘူးတော့ချိုးကလေးစိတ်ဆင်းရတာကိုသူတို့နားလေကြတာပေါ့ချိုးကလေးဟာလိုချင်တာကို မရလို့ကူနေရဆိုတာကိုသူတို့သိကြတာတဲ့အဲ့ဒါနဲ့မောင်နှမနှစ်ယောက်သားမျက်ရည်ကလေးတလေလေးနဲ့တယောက်မျက်နှာကိုတယောက်ကြည့်ကြတဲ့ချိုးကလေးကတော့ဆက်ပြီးကူမြဲကူနေတာပေါ့ဒီအခါမှာမောင်ကလေးကဆိုင်ထဲကိုကြည့်ပြီးတီချိုးကလေးကိုဘလောက်နဲ့ရောင်းပါလဲခင်ဗျာလို့မေးလိုက်တဲ့တည်းတော့ဆိုင်ရှင်ကနှစ်ချက်ခွဲနဲ့ရောင်းမယ်လို့ပြောလိုက်တဲ့ညားလိုက်တာခင်ဗျာဒါပဲမမေတနေ့နေ့နဲ့တော့ တင်ငွေကိုရအောင်ရှာပြီးချိုးကလေးကိုဝယ်ရအောင်တော့ကဲကဲအိမ်ပြန်ပြီးငွေရဖို့ကြံကြားဆိုလို့မောင်ကလေးကအမကိုပြောသားတဲ့အဲ့ဒီလိုနဲ့နှရဲကြသွားရောတဲ့ချိုးကလေးကလည်းရှေးကတော့မကူတော့ဘူးတဲ့အစာလည်းမစားဘူးတဲ့ခေါင်းကလေးစိုက်ပြီးမှိုင်လို့သာနေတော့တဲ့တီလောင်ချိုင်းကလွတ်ပြီးသူ့ဌာနလေခွင်းလေးကိုပြန်နိုင်တော့မယ်လို့လည်းမထင်တော့ဘူးတဲ့၃ရက်နေမနေ့ကျတော့မောင်နှမနှစ်ယောက်ဟာမျက်နှာထားရှင်ရှင်ပြုံးပြုံးနဲ့ နှမှုစိုးဆိုင်ရှိကိုရောက်လာကြတယ်ဆိုပဲမောင်ကလေးရဲ့အင်ဂျီအိတ်ထဲမှာငွေနှစ်ချက်ခွဲနေတဲ့ဘလူများရလာပါလိမ့်ကသူတို့ မောင်နှမနှစ်ယောက်ဟာချိုကလေးစီကိုပြန်သွားကြတဲ့အိမ်မှာမနေဘူးတဲ့ရွာထဲလျှောက်ပြီးချင်းပေါက်တဲ့အခါပေါက်ရီခတ်တဲ့အခါခတ်ကူလီထန်းတဲ့အခါထန်းလို့ပတ်စံရှာလိုက်တာအခုငွေနှစ်ချက်ခွဲရလာပြီပေါ်တာကြောင့်ဟောမောင်ကလေးကလေချိုကလေးကို လောင်ချိုင်းကလေးနဲ့အတူငွေနှစ်ချက်ခွဲပေးပြီးဝယ်လိုက် ။ဒါပေါ့ပြီးတော့သူတို့မောင်နှမဈေးပိုင်းကနေပြီးရွာလေလမ်းအတိုင်းလျှောက်သွားလိုက်ကြတာခဏလေးကြာရောရွာထိပ်ကိုရောက်တာတဲ့ဒါပေမဲ့သူတို့မရက်သေးဘူးတဲ့ဆက်ပြီးငားမိုင်လောက်သွားတော့မှထနောင်းပင်ကလေးတွေပေါက်နေတဲ့ပန်းတော်ဖြူမျက်ခင်းကလေးကိုရောက်ကြတဲ့ညခင်းကလေးဟာနနဲ့နေအောင်ကြီးထဲမှာတဲပြီးตายရတဲ့စုကိုဖို့ချွဲကလေးတွေကလည်းခြုံတွေထဲမှာអော်လို့တဲ့အဲ့ဒီအခါမှာ ကြောက်ကြောက်လန့်လန့်နဲ့တောင်ချိုက်သေးကလေးမှာကုတ်ပြီးနေခဲ့တဲ့ချိုကလေးဟာကုရော့တာပဲတီလေကွင်းတီမြက်ခင်းကို သူတိရာကိုကုရော့တာပေါ့တီဌာနမှာပဲသူကဥကပေါက်ခဲ့တယ်တီဌာနမှာပဲသူအပြန်တင်ခဲ့တယ်တီဌာနမှာပဲသူ့ဇနီးနဲ့ဥကလေးတွေရှိတယ်တီဌာနကိုသူအင်မတန်ချစ်တာပေါ့ကဲမောင်လေးရေလှူကြဆိုလို့အမတ်လို့သူကပြောတော့မောင်ကလေးဟာလေညီကြီးပေါ်မှာဒူးထောက်ပြီး တောင်ချိုင်လေးကိုမျက်ခင်းပေါ်မှာခြားတဲ့နောက်ပြီးတကားကလေးကိုဖွင့်တဲ့ဖွင့်ပြီးတော့သူတို့မောင်နှမကနောက်ဆုတ်ပြီးရက်ကြည့်နေတဲ့ချိုးကလေးလည်းတကားကလေးကိုွင့်နေရမြင်ပေမဲ့ပထမတော့ဘာလို့ရမှန်းမသိလို့ငင်းနေတဲ့နောက်မှအပေါက်ကခေါင်းကလေးထုတ်ကြည့်ပြီးချုပ်ဆိုခုန်ထွက်လိုက်တဲ့ဒါပေမဲ့ အတောင်မခက်ရတာကြတော့ပြန်ရမှာတော့မတက်တလို့ဖြစ်နေရှာတဲ့နောက်ခုခုံဒီခုံလုပ်ပြီးခဏကြတော့ပေါင်ကြိုင်ထဲမှာမဟုတ်တော့မန်းတီးပြီးမျက်ခင်းကိုငုံကြည့်လိုက်ကောင်းကင်ပြာကိုမော့ကြည့်လိုက်လုံနေရကခနောင်းပင်ကလေးပေါ်ကိုပြန်တက်သွားရှာတဲ့အိုအဲ့ဒီအခါမှာတကုတ်ကူးတကုတ်ကူးနဲ့ကူလိုက်တာတကွင်းလုံးကိုစူညံသွားတော့မတက်ပဲတဲ့ပြအော်ရာကိုကူမပေါ့သူအခုလွတ်လပ်သွားပြီမောင်နှမနှစ်ယောက်လည်းစောင့်ကြည့်နေကြရင်မောင်လေးကပြောတဲ့ မမရဲ့ချိုကလေးတော့သူ့ချိုမလေးနဲ့တွေ့ရတော့မှာပေါ့နော်။ဥကလေးနှလုံးကိုလည်းမြင်ရတော့မှာပေါ့လို့ပြောသားတဲ့ဒီတော့မကအေးပေါ့မောင်လေးရဲ့သူတို့ပြန်တွေ့ပြီးတိတ်ပျော်ကြမှာပေါ့လို့ပြန်ပြောသားတဲ့နောက်ချိုကလေးကူလို့ကောင်းတော့မောင်လေးလဲလောင်ချိုင်ကိုမြေကြီးပေါ်မှာရိုက်ချိုလိုက်ပြီးနေမရင်ခင်မောင်နှမနှစ်ယောက်ပျော်ပျော်ပြုံးပြုံးနဲ့ရွာကိုပြန်လာကြတာတဲ့ချိုကလေးကြောင့်ခေါ်သည်တချင်းကလေးကိုမှတ်ကြွက်တချင်းဒီချိုကလေးလွတ်လပ်လို့ကူပူလို့ဖြင့် ဟုတ်ဘူးရွှေချိုးဖို့တောင်းပန်ခတ်တယ်ညာရက်မှာမြူကုကူကုကူပုံပြင်လေးပြီးပါပြီ။